ားလုံးမင်္ဂလာပါခင်ဗျာဒီဖြစ်ပျက်လေးကတော့မကြသေးခင်မေလာကမှဖြစ်ပွားခဲ့ရတဲ့ဖြစ်ရဆိုတစ်ခုပါပဲမကြသေးခင်ကမှဖြစ်ပျက်ခဲ့တယ်ဆိုပေမဲ့တလာထဲမှာနှစ်ခါနှစ်ခါထဲမှာမှရပောင်းဆက်နေအတွင်ဖြစ်ပွားခဲ့ရတာကြောင့်ဒီလေယာဉ်နှစ်စီးရဲ့ဆုံးရှုံးမှုကတော့ US Air Force အတွက်တော့တကယ်ပဲနှမျောစရာကောင်းလာပါလေဒီဖြစ်ရဆိုကြီးကတော့2025ခုနှစ်မေလ6ရက်နေ့ကပင်လယ်နီထဲမှာမမျောလင်ပွဲဖြစ်ပွားခဲ့ရပါတယ်ပင်လယ်နီထဲက USS Harry S Truman လင်းရင်တင်မောကြီးကတော့ပင်လယ်နီထဲကတင်မောများကိုစီးပွားဖြစ်တိုက်ခိုက်နေသည်ရီမင်ဟူသည်တပုံများကိုဟန်တာတိုက်ခိုက်ရင်အတွက်ပင်လယ်နီထဲတွင်တာဝန်ကျလက်ပတ်နေသောလင်းရင်တင်မောကြီးပဲဖြစ်ပါတယ်အမေရိကန်တိုက်လေယာဉ် F18 Super Hornet ဖြစ်ပြီးသူ့ရဲ့နစ်နိမ်ကတော့ Red River ပဲဖြစ်ပါတယ်ဒီလင်းရင်မောင်းသူကအချိန်မောင်း100ကျော်လောက်လင်းရင်မောင်းအတွေ့အကြုံရှိတဲ့ pilot တွေပဲဖြစ်ပါတယ်ဒီအချိန်မှာတော့လင်းရင်ကိုတင်မောကြီးရဲ့ကုန်းဘက်ပေါ်ကိုဆင်းသက်လိုက်တဲ့အခါမှာကေဘယ်တိုးရဲ့ပြင်းထန်သောရိုက်တံကြီးနဲ့အတူ တိတ်လင်ဟာတင်မောကြီးရဲ့ကုန်းပတ်နဲ့ပြင်းထန်စွာရိုက်မိတန်ကြီးထွက်ပေါ်လာပါတော့တယ်။လေရင်စဉ်သက်ရမယ်အန်ကဲကိုအတက်ကလေးမှန်ကန်စွာစဉ်သက်နိုင်ခဲ့တယ်။ပြီးတော့တိုက်လေရင်အမီပိုင်းကိုလည်းမှန်ကန်စွာကွန်ထရိုးလုပ်ပြီးထိန်းချုပ်နိုင်ခဲ့တယ်။စင်တာဘဟုလမ်းကြောင်းအတိုင်းလဲတိကျမှန်ကန်စွာစဉ်သက်နိုင်ခဲ့ပါတယ်။တင်မောပေါ်စဉ်သက်ရန်အချိန်ရှော့ချတဲ့ကေဘယ်ဖမ်းတဲ့ဟုတ်ချိန်လဲချပြီးပြီ။ဒါပေမဲ့အဲ့ဒီလိုစနစ်တကျလုပ်ရက်တွေမှန်ကန်တဲ့လုပ်ရက်တွေအားလုံးကတဲတဲကြီးတုံပဲဖြစ်သွားခဲ့ရပါတယ်။ ီနီယာမှာကျွန်တော်တင်မောကြီးဘော်ကိုလင်းဆင်းသက်တဲ့အခါမှာလင်းရဲ့အရှိန်ကိုရှော့ကျစေပြီးရပ်တန့်စေတဲ့စနစ်အကြောင်းကိုကျွန်တော်အနည်းငယ်ရှင်းပြချင်ပါတယ်။လင်းရင်အရှိန်ရှော့ကျရေးစနစ်ရဲ့ကေဘယ်ကျိုးကတင်မောကုန်းမတ်ပေါ်တွင် safety အနေနဲ့တမ်မလီဂျိုးလီဂျိုးအစင်လိုက်ကိုစီရှိနေပြီးတကြိုးမို့တကြိုးကိုလင်းရင်ဆင်းသက်လာတဲ့အခါမှာချိတ်မိစေရန်အတွက်စီစဉ်ထားရှိပါတယ်။အဲ့ဒီတချိုးချိုးကိုချိတ်မိသွားခဲ့ပါကကုန်းဘက်ပေါ်ရှိ hydraulic စနစ်နဲ့ချိတ်ဆက်ထားရှိပြီး တနအီကိုမိုင်150အရှိန်မြန်တော့ကိုဇီးတို့အထိရောက်ရှိအောင် ရောကြစီရန်အတွက်20ကန်အတွင်းမှာပဲရက်တန်အောင်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဒီစနစ်โอเคသွားရင်တော့တိုက်လျင်ဟာရက်တန်သွားပြီးမအောင်မြင်ရင်တော့ဗယံပဒါကမောက်ကွာတွေဖြစ်မှာကတော့အသေးချပါပဲပြဿနာကတော့ထိန်းချုပ်အရှိန်ချော့ချရေးစနစ်ကိရိယာမှာအပါရင်တစ်ခုခုပဲဖြစ်လို့သွားတာလားလင်းကအချိန်နဲ့ဆင်းသက်လာခဲ့ပြီးဖမ်းနဲ့ကြိုးပဲလွဲသွားတော့လားဖမ်းပြီးတဲ့ကေဘယ်ကြိုးကပြတ်တောက်သွားတော့လားဆိုတော့ဘာမှမသိရခင် လင်းဟာရက်တန့်မှုအချိန်မရှိပဲနောက်ထပ် second chance အခွင့်အရေးတစ်ချိန်မျှတော့မရလိုက်ပဲပင်လန်ဒီတဲ့ကိုရင်ငုတ်တဲ့ဘဝဖြစ်သွားခဲ့ရပါလေဒီတက်လင်းဟာတင်းမောပေါ် angle flight deck ကနေတဖြည်းဖြည်းပုံမှန်ဆင်းသက် landing လောက်လာခဲ့တော့လေအချိန်မထိနိုင်တော့ပဲတိုက်လင်းဟာတင်းမောပေါ်ကနေအချိန်လုံးလွတ်ထွက်သွားပြီးပင်လန်ဒီတဲ့သို့ထိုးကျသွားခဲ့တာပဲဖြစ်ပါလေအဲ့ဒီအချိန်မှာလင်းမြန်ရဲ့အရေးပေါ်ထွက်ပေါက်ကပွတ်ထွက်လို့လာပြီး ချက်တယ်လျင်ပင်လယ်ထဲသို့ထိုးမကြမီအချိန်ပိုင်းလေးအလိုမှာပဲလေတရဲများကအေဂျက်တက်ခုံထွက်နိုင်ခဲ့ပါတယ်။အဲ့အချိန်မှာပဲ rescue helicopter ကချက်ချင်းထွက်ပေါ်လာခဲ့ပြီးပင်လယ်ထဲမှာလေတရဲများကိုပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။တကယ်ပဲလက်မတင်လေးကန်ကောင်းသွားခဲ့ရတာပါ။ဒါပေမဲ့ F18 ချက်တယ်လျင်ကတော့ရင်ငုတ်သွားခဲ့ရပြီးပျက်စီးသွားပါတော့တယ်။ဒီလိုဖြစ်ရမျိုးဟာဒီနေရာမှာနေမယ်နောက်ဆုံးပဲဖြစ်တင်ပါလေ။ဒါနှစ်ပတ်အတွင်းမှာပဲ ဖြစ်ပျက်ခဲ့ရတဲ့ဒုတိယမြောက်ဖြစ်ရဆိုးပါပဲပထမအဖြစ်ပျက်ကတော့ April 28မှာဒီလေရင်တင်သင်္ဘောကြီးပေါ်မှာပဲ F18 ဂျက်တိုက်လေယာဉ်တစ်စင်းလဲဒီလိုပဲဖြစ်ပျက်ခဲ့ရပါတယ်ဒါကြောင့်လူတော်များများကလည်းမေးခွန်းတွေမေးလာခဲ့ကြပါပြီဒီ US Navy Aircraft Carrier လေရင်တင်သင်္ဘောကြီးပေါ်ကလေရင်ဖမ်းယူရေးကေဘယ်ကြိုးတွေဖေလီယာဖြစ်ရတဲ့အကြောင်းကိုမေးခွန်းထုတ်လာကြပါတော့တယ်တကယ်ကြောက်စရာအပိုင်းကတော့လော်လော်ကူကူနဲ့တော့ပြင်ဆင်လို့ရအောင်မဟုတ်ပါဘူး ကေဗယ်ဂျိုးတစ်ခုကိုအစားထိုးလို့ရတယ်ဟိုက်ဒရောလစ်ယူနစ်တစ်ခုကိုလဲလှယ်လို့ရတယ်လင်းရင်အသစ်တစ်စီးလဲလဲလှယ်ပြန်တန်းလို့ရနိုင်ပါလေဒါပေမဲ့ trust ယုံကြည်မှုကိုတော့ညာတွင်းချင်းတိစောက်လို့မရပါဘူးအခုကံမှာတော့အဲ့ဒီရွေလျားနေတဲ့မြို့တော်တင်မောကြီးပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအနေနဲ့ပတ်ဝန်းကျင်ဟာစိုးရတဲ့အခိုက်အတန့်ကာလတစ်ခုပါပဲအတိတ်ဘက်ကတော့ခေါင်းကြီးပိုင်းသတင်းတွေစုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့အနာဂတ်ရဲ့လင်းရင်ဆင်းသက်မှုတိုင်းမှာအရေးမဲကြီးတွေပဲကြောက်ရောက်နေဦးမှာပါ ဟုတ်ကဲ့ခင်ဗျာမိခိုးနေကတော့တင့်ကိုကာကွယ်ထားတဲ့စနစ်တွေဒီလိုမျိုးနှစ်ချိန်တိုင်တိုင်ထိကက်ပျက်စီးဆုံးရှုံးမှုကနေဘလို့မျိုးယုံကြည်မှုတွေကိုပြန်လည်တိဆောက်ကြမလဲနောက်တစ်ချိန် F18 ဂျက်က Truman ဘော်ကိုဆင်းသက်လာခဲ့ရင်နောက်တစ်ချိန်အဖြစ်ဆိုးတွေထပ်မဖြစ်ရအောင်ယုံကြည်လို့ရပါမလားဒီ Truman လေရင်တင်မောကြီးကိုပဲပင်လယ်နီထဲကနေဆွဲထုတ်ဖို့အချိန်ကျရောက်လာခဲ့ပြီလားဒါမှမဟုတ် စွန်စားပြီးဖြစ်လာနိုင်ခြေတွေကိုရင်ဆိုင်ရင်းဆက်လက်အသုံးပြုတိုက်ပွဲဝင်သွားမလားဆိုတာကိုမိတ်ဆွေတို့ကလည်းအကြံပြုမှတ်ချက်ပြုနိုင်ပါတယ်လို့ပြောကြရင်ဒီအစီအစဉ်လေးကိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်ပေးလိုက်ရတဲ့ F18 Jet Tailing ရဲ့ဖြစ်ရဆွေးကြည့်အကြောင်းကိုပြည်သက်များနှစ်ချက်သဘောကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာမိတ်ဆွေများကလည်းမိမိတို့ရဲ့ opinion view လေးများရှိရင် comment box မှာရေးခဲ့နိုင်ပါတယ်ခင်ဗျာ ျွန်တော်ရဲ့ next step youtube channel ကိုအားပေးနေတဲ့ပြည်သက်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နောက်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့ကောင်းစူးစမ်းသွားပါဦးမယ် thank you for watching please like and do subscribe thank you see you again